ါပေါ့နော် moon reading လေးတစ်ခုလုပ်ပေးခြင်းပါတယ်ဒီ crystal လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော် energy အဲ့လို healing ပေးမယ်ပေါ့ reading လေးတစ်ခုပေါ့နော်အဲအားလုံးအတွက်ရည်ရပါတယ်ခန္ဓာဝတ် reading လေးပေါ့နော်အဲအဆောက်အအောင်တွေစီကနေပြီးတော့ဘာပြောချင်တာရှိလဲပေါ့နော်ဒီ crystal energy လေးနဲ့မောဟ energy ကို cleansing လုပ်ထားတယ်ပြီးရခါမှာပေါ့နော်ဒီ energy ကိုယူပြီးဒီ7 chakra ရဲ့ energy balancing energy ကိုယူပြီးတော့ပေါ့နော် reading လေးဖတ်ပြီးတော့มาဖြစ်ပါတယ် candle wax နဲ့ပေါ့နော်ဒီ tarot နဲ့ပေါင်းပြီးတော့အားလုံးတွေ့ရည်ရွယ်ပါတယ်ပေါ့နော်အဲ့တော့ healing message တွေပေါ့နော် healing message တွေနဲ့တကွာပေါ့လက်ရှိမှာအဲဒီမိုးရဲ collective တမားလေးယူနှောင်းနေတဲ့ ူတွေရဲ့ပေါ့နော် energy ကိုဖတ်ပြပါမယ်အချို့သူတွေမှာပေါ့နော်အချို့သူတွေမှာဘာတွေကြုံမှာဖြစ်ရှိလဲဆိုတော့เนาะလက်ရှိအမ်လက်ရှိမှာပေါ့နော်ကိုယ်ကကိုယ်လုပ်နေတဲ့အလုပ်တွေမှာ เนาะကိုယ့်ရဲ့အလိုမိသားစုဝင်နေလောက်ဖို့ပိုင်းပတ်တွေပေါင်းတင်းနေเนาะနေပတ်သက်ပြီးတော့အခက်ခဲတဲ့ဆုံးတရားရှိနေရမျိုးမြင်ရတယ်။အမှန်တော့အချို့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီစေုံစေကံလိုမျိုးလေးရောက်တတ်တယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်ဒါကောင်းဖို့အတွက်ဖြစ်လာတာမျိုးဖြစ်နေမယ်။ ဘယ်အရာမဆိုးရဲเนาะမြင်မြန်ဆန်ဆန်လင်းလင်းမြင်မြင်မလုပ်ပါနဲ့ဗောနော်တေချာစဉ်းစားပြီးတော့မှလုပ်ဖို့လိုနေတယ် ချို့သူတွေလမ်းသွားနေရင်လည်းเนาะအဲ့လိုမျိုးပေါ့တခုခုကောက်ရတာမျိုးတရားစီရလက်ဆောင်ရတာမျိုးဖြစ်နေမှာเนาะအဲ့ဒီလက်ဆောင်ကပေါ့ဒီမိုးရခလက်တဲ့သမားလေးရဲ့အတွက်ပေါ့เนาะတော်တော်ဟိုအမ်ကောင်းမွန်နေပေါ့လက်ဆောင်တစ်ခုလိုမျိုးဖြစ်နေမှာအဲ့တော့အဓိပ္ပာယ် universe ကအမ်မိုးပေါ့เนาะခလက်တဲ့သမားလေးပေါ့ပေါ့เนาะလုံးဝလုံးဝလက်ဆောင်တစ်ခုပေးချင်နေเนาะ ဲ့လက်ဆောင်ကအရန်ဟိုဘဘလက်ဆန်ဖြစ်နေမယ်။ငွေကြီးပိုင်းဆိုင်ရာဆိုလို့ရှိရင်လေးပေါ့နော်အချို့သူတွေတော်တော်အဆင်ပြေလာလိမ့်မယ်။အထူးသဖြင့်ပေါ့နော်ဒီဆယ်လပိုင်းဆက်တလပိုင်းကာလာဒီမှာပေါ့နော်။ဟိုဒီမီးရဲ့တော်ရဲပေါ့မှာ။ Okay နော်။အာ message တွေတအားမြင်နော်ပေါ့နော်။ဒီတိုင်းပဲဆက်ဖက်ပြီးတော့မယ်เนาะ ချို့သူတွေအတွက်လေနော်အချို့သူတွေအတွက်음အမျိုးသမီးတူဘောနော်အဲကိုကကိုကိုကအမျိုးသမီးဆိုလို့ရှိရင်တော့ကိုကိုကိုကဒီကိစ္စမှာပေါ့အောင်ပတ်သက်နေနေတယ်တကယ်လို့ဘောနော်နားထောင်နေလို့အမျိုးသားဆိုရင်အမျိုးသမီးတူဟာ လာပြီးပါပတ်သက်လိမ့်မယ်ဘယ်ကိစ္စမှာလဲဆိုတော့ဘောနော်ဒီအထူးသဖြင့်ပေါ့ဒီငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စရဲ့နော်အဲအဲ့ဒီမှာဘောနော်အလိုငွေကြေးနဲ့ပတ်သက်ပြီးတော့အဲလုံးဝအဲကြွယ်ဝမှုအမြင်ရတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အလိုငွေတွေအများကြီးဝင်တာမျိုးနော်ငွေတွေအများကြီးအများကြီးဝင်နေတယ်နော်အာကိုကအမျိုးသမီးဆိုရင်တော့ကိုစီမလာပြီးဝင်လာပြီးခနေမယ်ကိုကဒီအမျိုးသားဆိုရင်တော့ကိုကိုနဲ့ပတ်သက်တဲ့အမျိုးသမီးတအူးအူးစီရမယ် ချိတ်ဆက်ပြီးတော့ဗောနော်ငွေကြေးဝိုင်းဆိုင်ရာကန့်ကောက်မှုတွေရလာမှဖြစ်နိုင်မယ်။ လိုမျိုးပေါ့အချို့သူတွေဆိုအဲ့လိုတိဘက်နဲ့ပတ်သက်တဲ့အဲ့လိုအဆောင်လိုမျိုးတွေတိဘက်လိုတိဘက်ကနေအဲ့လိုမျိုးနဲ့ပတ်သက်တာဒါမှမဟုတ်လိုတိဘက်နဲ့ပတ်သက်တဲ့နေရာမျိုးတွေအဆောင်အုံမျိုးတွေအဲ့လိုမျိုးတွေရောက်နေမှာနော်အချို့သူတွေကလေနော် အချို့သူတွေအတွက်ကောင်းတဲ့အချက်ကဘာလဲဆိုတော့နော်အဲ့တော့အလုတ်ကိုင်းမှာပေါ့နော်အလုတ်ကိုင်းမှာကိုကိုအဲကိုရဲ့လူမျိုးပေါ့နော်အထက်လူကြီးညာနေပြီးတော့အတိမတ်ပြုခံတာမျိုးနော်အဲ့လိုမျိုးတွေကြုံလာလိမ့်မယ်ပြီးတဲ့ခါမှာအရန်ဟောပေါ့နော်အဲကိုရဲ့အဲအဲလူပြောရလဲအဲ့ဒါကိုရဲ့ အရေးချင်းပေါ့နော်ကိုယ့်ရဲ့အရေးအချင်းကိုအဲထုတ်ဖော်ပြတာနိုင်လိမ့်မယ်ပေါ့နော်ရောက်တဲ့နေရာမှာတကယ်လို့ကိုကအခြားတစ်ခုခုလုပ်နေရဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အရေးချင်းထုတ်ဖော်ပြတာအားမျိုးနော်အဲ့လိုမျိုးကြုံရလိမ့်မယ် ချို့သူတွေအတွက်အလိုတဏိတာအတွက်ပေါ့နော်တဏိတာအတွက်အလိုမျိုးကိုယ့်အတွက်အလိုခက်ခဲနေတာမျိုးလေအလိုမျိုးဖြစ်နေတဲ့အလုပ်တွေကအဆင်ပြေချုံမွေသွားနိုင်မယ်တဲ့နော်ဒါမှမဟုတ်ခံတယ်ရနေရတယ်ပေါ့နော်မြင်တဲ့လက်ဆောင် လက်ဆောင်နဲ့เนาะအဲ reading လေးလေးဖြစ်ပါတယ်လက်ဆောင်ဆိုအထူးသဖြင့်လက်ဆောင်လေးရလိမ့်မယ်เนาะလက်ဆောင်လေးပေါ်ပေါ်မြဲမြဲရအောင်ဝတ်ရှိရယ် okay เนาะအဲဒီ crystal တွေနဲ့ပတ်သက်ပြီးတော့အခုလုံးဝခုနှစ်ဗမိနဲ့ခါကြတော့လေးเนาะ crystal နဲ့ပတ်သက်တဲ့ reading လေးလည်းနည်းနည်းဖတ်ပေးမယ်เนาะ price of cola sunlight အဲ့တော့အချို့သူတွေကပေါ့နော်ဒီ Scorpio ဟဲ့နော် Capricorn နဲ့ Virgo နဲ့ Taurus တဲ့နော်မူလေးကဆွဲပေးမယ်နော်ဒီအောင်ဒီအောင်နဲ့ပတ်သက်ပြီးတော့ Grinch ထူးဆန်းတယ်နော်အာအရာအားလုံးကထူးဆန်းတာတဲ့အားလုံးကချိတ်ဆက်နေပဲပြောရမယ်နော်အဲ့မို့ဒီမှာတုံးထားတာ green shape လေးပါဒါလေးက green shape လေးเนาะအဲ့တော့ဒီမှာဆိုရင် green shape ဆိုတော့ ကလေးကြာလာเนาะအဲ့တော့ green tea ကဘာရည်ရည်လေးပေါ့เนาะအထူးသဖြင့်ဘသူတွေအတွက်အသုံးပြုပါလေဆို Taurus ရာသီဝင်နေပြီးတဲ့ခါမှာပေါ့เนาะဒီอืม စကော်ပီယိုပေါ့နော်ဒီဒီထဲမှာတော့မရေးထားတော့ဒါပေမဲ့အဲအဲ့တော့ဒီမှာဆိုလို့ရှိရင်အချို့သူတွေအတွက်ကလေနော်လုံးဝအဲဒီလာပေါ့နော်အဗန်ဒန်လာဖြစ်လိမ့်မယ်အရင်ကပြောတာချမ်းသာကောင်းမွန်တဲ့ branded ပစ္စည်းတွေရောက်လာမယ်နော်အဲ့တော့ကောင်းမွန်တဲ့အဲအချို့ပေါ့နော်တော်တော်များများကိုအရင်ကအဲတမိုးကြီးတဲ့ပစ္စည်းတွေနော်အဲရေရနာတွေရောက်လာနိုင်မယ်ပေါ့အဲ့တော့ တကယ်ကိုဒီ energy ကပေါ့နော် jet ကကြောက်စိမ့်ကိုပြောတာနော်ဒီကြောက်စိမ့်ရဲ့ energy ကဘလို့သွားလဲဆိုတော့ဘန်းနဲ့ကျွမ်းဝမှုပြောတယ် harmony ပေါ့နော်အဲ့လိုနှိမ့်စင်ပေါ်မှာအဲအချို့သူတွေကအဲ့လို balance အောင်နေရမျိုးလीအ အဲပင်မန်းလည်းပင်မန်းနေတယ်အဲစိတ်ကလေးနဲ့လေနေတယ်ခါလီကလူရှင်လဲမမအလိုမျိုးပေါ့နော်ဟိုမရှိဘူးတော့ပြောရမယ်ဆိုအဲ့လိုအတက်အကြအတက်အကြတအားကြီးဟိုဖြစ်နေရမျိုးနော်အဲ့တော့ဒီ reader မှာဆိုလို့ရှင်တော့တော်တော်များများမှာပေါ့အဲတော်တော်များများလူတွေအတွက်ကနော်ဒီ energy ရဒီ video နားထောင်နေတဲ့သူတွေအတွက်က အဲငွေကြေးတွေဝချမ်းသာမှုဒီကအပြည့်လာမယ်ပြီးတော့ wisdom ဉာဏ်ပညာကိုရည်ညွှန်းတယ်ဒီအစိမ်းလေးတွေပေါ့နော်ဒီကဉာဏ်ပညာကိုရည်ညွှန်းတယ်နှလုံးသား heart chakra ကိုရည်ညွှန်းတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်မူဒီဟာလေးကိုအဲ energy ရပြီးတော့ဖတ်ပေးနေရပေါ့နော်အဲ့ခါကျတော့အချို့သူတွေတော့ကလေးနော်ကံကောင်းခြင်းတွေရောက်လာလိမ့်မယ်ပေါ့နော်ငြင်းချမ်းခြင်းနဲ့အပန်းနဲ့ကြွယ်ဝမှုနော်ဒါတွေရောက်လာလိမ့်မယ်တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါ့အဲ အထူးသဖြင့်ကလေဒီဗီဒီယိုနားထောင်နေတဲ့သူတွေကလေနော်ဒီဒီမှာဆိုအစိမ့်နေပဲကြာနော်အစိမ့်နေပြန်နေအပြား communication ရည်ညွှန်းနေပြီးတဲ့ခါမှာပေါ့နော်ဒီ purification တန့်စင်ညောင်းလေရည်ညွှန်းနေနော်အဲ့တော့အထူးသူတွေကလေနော် Scorpio တို့ Capricorn တို့ရာသီကွင်းတွေဒီရီဒီယိုနားထောင်နေရဆိုလို့ရှင်ရဒီအထူးသဖြင့်ဒီ အောက်တိုဘာနော်ဒီအောက်တိုဘာလမှာအကြီးအကျယ်ပြောင်းလဲမယ်လားပဲနော်ပြောင်းလဲမှုရတကယ်ဟိုလေအအမခန်းလေးလေးပြောင်းလဲမှာဘလို့ပြောင်းလဲမှာလဲဆိုတော့လေအဲတော်တော်များများရဲ့ဒီကလေးအထူးသဖြင့်အလုတ်အကိုင်းကြီးမှာပြောင်းလဲသွားမယ်ပြီးရဲ့ခါမှာပေါ့နော်ဒီအဲကိုရဲ့ရည်ရွယ်ချက်ရည်မှန်ချက်တွေ လုံးဝပြောင်းပြန်ဖြစ်သွားမယ်ကာလမျိုးเนาะအဲ့တော့ကိုယ့်ကိုအခြေခံစေတယ်เนาะအဲ့တော့ကဘာကြီးရပါတော့ကိုကတွေးညီများနေရမျိုးစိတ်တွေရှုပ်ထွေးနေရမျိုးဒီလိုမျိုးတွေရှိဆိုကဘာကြီးကကိုယ့်ကိုပြန်ပြီးအခြေခံလုပ်ပေးလိမ့်မယ်အဲ့တော့ဒီရာသီဝင်နေနှစ်ခုတည်းမှမဟုတ်ဘူးတော်တော်များများဒီဗီဒီယိုနောက်ထောင်နေတဲ့သူတွေရဲ့ energy ကပါနေပါတော့เนาะအဲ့တော့မလချရဲ့ဒီရာလေးရဲ့အသေးပဲရတော့ပေါ့เนาะဒီမှာဘယ် energy ကိုညှိနှိုင်းလဲဆိုတော့ပေါ့เนาะ release ကိုရည်ညွှန်းတယ်အဲ့တော့တစ်ခုခုကိုကလေတောင့်ခံတာတန်းခံတာလေအလိုမျိုးဟိုမှာဖြစ်ချင်ဘောเนาะအပြောင်းလဲဆိုတော့မကြုံချင်ဘူးအဲ့လိုတောင့်ခံတန်းခံထားတဲ့ release energy ကိုရည်ညွှန်းတယ်เนาะအဲ့တော့ဘောကမှာအလိုအပြောင်းလဲကြီးပြီးဖြစ်မယ်အပေါ်ရင်မှမသိတာပဲမဲ့အတွင်းကနေလှမ်း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 နေနေကြောင်းနေပါဘူးချိန်မှာဘုံဆိုပြီးတော့အကောင်တော့အန်တန်တော်ဖြစ်လိမ့်မယ်เนาะအဲ့တော့ပြီးတော့လုံးဝ strong ဖြစ်မှုစိတ်ပိုင်းဆိုင်ရာတန်မှောင်เนาะ လည်းရည်ညွှန်းတယ်အဲဆန်ဂရိတ်ကကြတော့ဗောနော်ဒီ protection ပေါ့အကာအကွယ်ရည်ညွှန်းတယ်အမေဒီမှာ protection ဆိုတာကဒီထဲမှာမပါပဲမဲ့ဒါဒီဂျိတ်ကိုတုံးထားတယ် protection အတွက်ကို tiger tiger အရင်တုံးထားတယ်เนาะဒီ protection ဆိုတဲ့ energy ကလည်းဒီထဲမှာပါတယ်เนาะအဲဒါနံပါတ်ဘယ်လောက်လဲတော့မသိဘူး you 2လား3လားမသိဘူးเนาะကျွန်ညာထားရတယ်မှာပါနံပါတ်ဗောနော်ဒီမှာဘာကိုရည်ညွှန်းကြလဲဗောနော် root chakra ကိုရည်ညွှန်းတယ်เนาะ တော်တော်များများမှာပေါ့နော်ဒီစံခိုင်းရဲ့ energy ကဒီမှာဆိုအားလုံးက root chakra တွေပဲအဲ့တော့ရေရေနှလုံးသား chakra ရေပေါ့နော်ဒီကဘာမြေရဲ့ ash ပေါ့နော် root chakra ရေ water ကကြတော့ပေါ့နော်ဒီ communication နော် throat chakra တွေကိုရည်ညွှန်းပြီးတော့ဒီ energy က strong ဖြစ်နေပေါ့နော်ဒီမှာပါအရင်ညွှန်းညံလဲဆိုတော့ပေါ့နော်အချို့သူတွေအတွက်ကပေါ့ကိုယ့်ရဲ့ဘဝမှာအဲ့လိုလုံးဝ detox လုပ်ဖြစ်မဲ့အရာအများကြီးဖြစ်လိမ့် detox လုပ်တယ်ဆိုတဲ့နေရာမှာပေါ့နော်အစာတောင်းအနေထားဝယ်ရင်ညွှန်းတော့မို့လူတွေလည်းပါတယ်နော်အဲ့လိုမျိုးလူတွေကို detox လုပ်ဖြစ်လိမ့်မယ်တဲ့နော်အဲပြီးရခါမှာကိုယ့်ရဲ့အဲ့ပေါ့နော်ဒီ electromagnetic နဲ့ပတ်သက်တဲ့ strategy နော် ဒါဘလူမီလဲဆိုတော့ကိုယ်လာပြီးတခုခုဆိုဟာငါဒါကြီးလုံးအောင်မယ်အလုံးရဲ့ strategy ပြီးရခါမှာတခုခုဆိုနာကိုယ့်အတွက် houses ဖြစ်စေရဲ့အရာတွေကိုအဲလောက ਾਇ ရအောင်ပေါ့နော်ဒီစကြဝဠာရဲ့ကိုယ်ကိုဖယ်ရှားပြီးတော့မျိုးလုပ်နိုင်မယ်နော်အဲ့တော့ကိုယ့်အတွက်ကတော့အဲ ဒီကြောက်လေးရဲ့ရင်ညွန့်ချက်အရာဆုံးပေါ့နော်ကို့အတွက်ကတော့လောလောဆယ်မှာတော့ဘာတွေဖြစ်နေမလဲဆိုပေါ့နော်အဲအရန်ဟိုအကာအကွယ်တွေပြင်းထန်နေလိမ့်မယ်နော်တခုခုကကို့ကိုကိုလုံးမဲ့ကိစ္စရက်တွေပြတ်သွားတာမျိုးဆိုရင်ဝမ်းမနေနဲ့โอเคပြတ်သွားတာကအဲဒီ region နဲ့ထောင်နေရမွေးဒီ collective တမားလေးကိုအကာအကွယ်ပေးခြင်းလို့ပဲပေါ့နော်အဲဒီမှာဆိုလို့ရှိရင်လေအဲနောက်တစ်ခုကကြတော့ပေါ့နော် crystal high school လာကြတော့ communication ကိုရေးညွှန်တယ်เนาะဘွားဒီမှာ accommodation တုံးထားเนาะဒီဒီအလီမှာဆိုရင်တော့ accommodation တုံးထားတယ်အဲ့တော့ဒီမှာဆို compassion လေးရေးညွှန်တယ် communication လေးရေးညွှန်တယ် empowerment เนาะအဲ့တော့လုံးဝအလိုကိုပြောတဲ့စကားအောင်တာမျိုးเนาะ အဲဒီ sutin stone လေးကလည်းဘာလို့ညှောင်းလဲဆိုတော့ဗောနော်ကိုမရှိတဲ့ chakra တွေအားလုံးကို recharge ပြန်လုပ်ပေးလိမ့်မယ်တဲ့နော်သူတစ်ဖြစ်ဗောနော်အဲအသေးကိုင်းနေတဲ့လူတွေနော်နှလုံးသားရေးရာနဲ့ပတ်သက်တဲ့အဲ့အဲ့ရာတွေ support ပေးလိမ့်မယ်တဲ့နော်အထူးသဖြင့်ဗောနော်ဟိုကိုယ့်ရဲ့နှလုံးသားရေးမှာဆိုချို့လို့ဆိုလို့ရှင်ရင်းဝမပြောရေးဘူးဗောနော်ကိုခံစားနေရတာကိုယ်မလင်းလင်းမပြောပြရေးဘူးဗောနော်ဒီဒီအဲ့ဒီအပြာရောင်လေးကဗောဒီ throat chakra ကိုအားပေးတယ်ဗော ငါကဒီ Chrysocolla ကိုလည်းသုံးလို့ရတယ်ဒါပေမဲ့ဒီဟာလေးမှဆိုလို့ရှိရင်ဒီမှာ common ပဲတူတူပဲเนาะအဲ့ဒါကအဲ့လိုမျိုးဟိုပိတ်နေတဲ့ပြောမထွက်တဲ့အရာတွေကိုပြောထွက်လာလိမ့်မယ်ကိုကိုကလည်းတတိပြုမိလာလိမ့်မယ်တဲ့နော်အတူတစ်ပြက်ကတော့အဲဘာကိုရောထောရက်တို့ရာသီဝင်နေတော့ပေါ့နော် ်နော်ဒီမှာအထူးသဖြင့် Scorpio ရဲ့ Capricorn ရဲ့ဘာကို Taurus ရဲ့ကိုအအဓိကထားပြီးတော့ဗောနော်ပေါ်လာတယ်အချို့သူတွေတော့ကလည်းတိုက်ဆိုင်နေမယ်နော်အဲဒါဆိုလို့ရှိရင်ဒါ crystal နဲ့ပတ်သက်တဲ့ပေါ့နော်မူရဲ့ region လေးပေါ့အဲ့တော့ဆောက်ဓာတ်အသက်လေးရှိတယ်နော်ဒီနေ့ဆိုးကြကြဒီလုံးဝအရန်ကို ဒီ energy လေးကိုတအားကြိုက်နေနော်ဒီဒီဒီ depth လေးအဲ့တော့ဒီ depth လေးနဲ့ပြီးတော့လည်းမဟုတ်ဆောက်ရှောက်ပေးရမက်ဆေ့ချ်ပေါ့နော်ဆက်ပေးမယ်အားပါပဲခလေးရ ဘတ်တာတဲ့တမကမဂျစ်ကယ်အပလက်တရဲ့ green houston wisely နော်အဲ့တော့ကိုကလေကိုလုံးနေတဲ့အရာတွေကို manifest နေတဲ့အရာတွေနော်နော်လုံးဝအယံ green ဖြစ်လာလိမ့်မယ်လူကျင်တာတွေရတယ်ဖြစ်ချင်တာဖြစ်လာတယ်နော်အဲ့ဒါပေမဲ့အဲ့ဒီ magical power ကအဲမိုးရဲ့ဒီ collective တမလေးတွေစီမှာလို့စွန့်ရင်အနေနဲ့ပေါ့နော်အယံယူထူးထူးခြားခြားဖြစ်နေလိမ့်မယ်အဲ့တော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့အဲသုံးပြုလို့ ချို့တွေရသိတယ်နော်သိတယ်ဘလို့အသုံးပြောရမလဲဒါကိုသိတယ်သိတဲ့ခါကျတော့ကောင်းကောင်းအသုံးချအချို့သူတွေကမသိဘူးနော်အော်ဟိုဘောအကောင်းအကျိုးရှိတဲ့နေရာမှာအသုံးချဖို့လိုအပ်တယ်ဆိုရယ် message ကိုပေးတယ်ပြီးတဲ့ခါမှာဘောနော်ဒီကောင်းတဲ့အရာတွေဘောကောင်းတဲ့အရာဆိုတော့ဗာလဲဆိုတော့ဘောနော်အမ်နှံကန်တယ်လုံတဲ့လုံထိုက်တယ်လို့ထင်တဲ့အမ်အရာတွေကိုပဲလုတ်ပါတယ်ပြီးတော့ဒီအိုင်းရကြတော့ဘောနော် protection ကိုရည်ညွှန်းတယ်ကာကွယ်ရည်ညွှန်းတယ်နော်မွေး ိုပါလေးမှာမျက်လုံးလေးလည်းဒီမှာပါတယ်ဗောနော်ဒီ crystal လေးမှာမျက်လုံးလေးလည်းထည့်ပေးထားဒီ protection ကိုအဓိကထားပြီးတော့ဒီဒီတစ်ခေါက်လုပ်တဲ့အတုံးမှာဒီ protection အဓိကထားပြီးတော့လုပ်ပြီးတာမျိုးဗောနော်ဟိုဒီ over facebook မှာတော့ဒီ balance နဲ့ပတ်သက်တဲ့ဟာလေးပဲတင်ရသည်ကျန်တဲ့ဟာလေးတွေကမတင်ပေးရသေးဘူးဗောနော်မလုပ်ရသေးဘူးအဲ့တော့ဒီအချို့ဟိုဟာလေးတွေဒါလေးဆိုရင်ဆောနာကပြောတဲ့ဒီ ဒီ chrysola ရဲ့ပြီးရခါမှာဒီ chryso 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 cola ရဲ့ energy ဒီမှာပါတယ်ပေါ့เนาะဒီဒီຢာလေးအဲ့လိုမျိုးလေးပေါ့အဲ communication နဲ့ compassion နဲ့မေတ္တာတရားပေါ့เนาะဒါနဲ့ရည်ညွှန်းပြီးတော့ဒီအဲ့ဒီ crystal လေးကိုပြုလုပ်ထားပါเนาะအဲ့ crystal လေးတွေကိုလည်းပြကျင်တာလည်းပါတယ်ပြီးရခါမှာအဲ့မော်နော်မွာ ကောင်းမွန်နေပေါ့နော်ဒီ crystal တွေကလာတဲ့ powerful energy wave ကြီးတစ်ခုရှိတယ်အဲ့ဒီ wave ကြီးကိုဒီ video ကနေပေးကြတာနော်အဲ့တော့ဒါလေးကိုနားထောင်လိုက်ရုံနဲ့ဒီ wave တစ်ခုရပြီးတော့လေအဲ လာတဲ့ balance တွေเนาะပြီးတဲ့အခါမှာဘယ်လိုပြောရမလဲဆိုအဲ communication mind နေကိုယ့်ရဲ့ abandon mind နေမှာတိုးတက်လာတာကိုခံစားကြည့်ကြည့်เนาะဒီအပိုင်းမှာခံစားကြည့်ကြည့် reading ကလည်းပေါ့เนาะဒီလုံးဝထင်ထင်ရှားရှားတွေပြနေအောင်မျိုးမြင်ရเนาะနောက်တစ်ခုကတော့ a wish upon a star star way song come true เนาะမကြခင်အတွင်းမှာပဲတဲ့เนาะဝင်ရဒီ collector ကို2000ရေးသူတွေเนาะသူသူတွေအတွက်อืม ဆန္ဒပြမဲ့ကိစ္စရဲ့တခုလာလိမ့်မယ်နော်အဲအဲ့ဟင်ဟင်ဆင်လေးတခုပြီးပါဆိုလို့ရှင်ဘယ်လိုကိစ္စရဲ့မျိုးဖြစ်မလဲပေါ့နော်အထူးသဖြင့်ကငွေကြီးနဲ့သက်ဆိုင်နေနောက်တစ်ခုကကြတော့ပေါ့နော်ကိုယ့်ရဲ့အမ်မိသားစုဝင်နဲ့ပတ်သက်တယ်နော်ကိုဥယျာဉ်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒကြီးကြီးမားမားတကူရှိရဆိုရင်အဲ့ဆန္ဒတကူပြေးလာလိမ့်မယ်เนาะမိုးကဒီမှာဆိုရင် retain ရဲ့ဟိုမှာเนาะအချို့ဟာရဲ့ packaging ထုတ်လိုက်လို့မပြလို့မရတော့ဒီမှာဆိုရင်ပေါ့เนาะဖျောင်းနိုင်ပြီးတတိုင်းထည့်ပြီးထားတယ်เนาะဒီ crystal မှားတဲ့လူတွေအတွက်လေအဲအဲ့ဒီဟာမှာဆိုလို့ရှိရင်လေအဲ့ဖျောင်းနိုင်ကဒီ vision come true ကိုရည်ညွှန်းတယ်เนาะအဲ့တော့ ဒီ crystal ကိုဝယ်ရလူတွေအတွက်ပေါ့နော်အဲသူတို့လည်းဟိုကတခြားပြပြအောင်ပါเนาะအဲတော့ဒီ reading ထဲမှာလာကြုံဘူးပေါ့နော်အဲတော့ဝယ်လူတွေအတွက်က အဲ့အဲ့ဒီခရစ်စတယ်ရောက်တဲ့နေ့မှာပဲအဲ့ဖျောင်းနံထုံးရမှာเนาะထုံးပြီးအဲ့ခရစ်စတယ်လေးကိုဘေးမှာချတာပြီးအဲ့ဖျောင်းနံထုံးရမှာထုံးပြီးွားတဲ့အခါမှာဗောနော်ကိုယ်ရင်ထဲမှာရှိနေရဲ့ပြင်းပြင်းပြပြဆိုတကူဒါမှမဟုတ်အဘန်းနံဖြစ်ပါစေဒါမှမဟုတ်ကိုယ့်ရဲ့ဆန္ဒတွေရင်ထဲမှာရှိနေဖြစ်ချင်တဲ့ဆန္ဒတွေပြေပေါ်ပါစေဆိုတဲ့စုလေးတစ်ခုအဲ့လိုမျိုးပဲတောင်းရအောင်ရတယ်เนาะအဲ့လိုမျိုးတောင်းပြီးတော့ဗောနော်အဲ့တော့ကိုယ့်ရဲ့ဘဝမှာအဲ့ဒီခရစ်စတယ်လေးကခရစ်စတယ်လို့အတီဘိတ်လုံလိုက်တာ နော်ဒီဟာလေးကို activate လုပ်ပေးဖို့အတွက်ဖျောင်းနိုင်လေးထည့်ပေးလိုက်တော့အဲဒီ energy တွေကိုလုံးဝ activate လုပ်ပြီးတော့ဒီ energy တွေမှာလာတဲ့ကောင်းတဲ့ wave တွေကိုကိုယ်ကအသုံးချမယ် နော်ငှူရဲဒီယေရနာတွေပဲဝတ်တယ်ဆိုမြားလို့ဟွာလို့ဗရမြားလို့ဝတ်တယ်ဆိုတာအဲ့သဘောတရားပဲနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါဒီဒီခရစ်စတယ်ရဲ့ဒီတိုင်းနေဒီတိုင်းပဲဒါပဲမဲ့ကိုသုံးလိုက်တာနဲ့ကိုရဲ့ energy ပေါ်မှာသူအထူးကြောင့်ငကိုရဲ့ energy ကိုကောင်းတယ်ငှူလို့ energy ကိုအဲကစားနေတဲ့သူတွေအတွက်ဆိုရင်တော့ဒါတွေကိုအသုံးဘယ်လိုသုံးချအောင်လဲဆိုပြီးတော့အဲဖန်တီး creative power နဲ့ဖန်တီးယူလို့ရအချို့သူတွေကြောင့်မသိဘူးပေါ့နော်အဲ့တော့မသိတဲ့လူတွေအတွက်ကမို့က sharing လုပ်ပြီးတော့ပြပြီးရတဲ့ဘောမျိုးပဲဒါကနောက်တစ်ခုကကြတော့ကိုယ် energy ရနေတော့မဲဒါလုံးမှာဖြစ်တယ်အဲအမြဲတမ်းဒါကြီးကိုအချိန်တိုင်းရောင်းနေမှာလည်းမဟုတ်ဘူးပြီးတော့ပေါ့နော်ဒါအတွက်ကတအားနည်းနည်းအနေအရန်ကိုတော်တော်များများ site ထုတ်ရတဲ့ညားညားပေါ့နော်အဲ့တော့အဲ့အတွက်ကြောင့်မဟုတ်လို့ပေါ့နော်ဒီညားကိုအဲ ရတဲ့လူတွေပေါ့နော်ဒီ energy ကိုလိုအပ်တဲ့သူတွေကဒီ crystal ကိုရလိမ့်မယ်ပေါ့နော်ဒီလိုပဲရည်ညွှန်းပါတယ်အဲတော့ဒါကဒီ crystal ကိုလည်းကြောညာရင်းနဲ့ပေါ့နော်အဲဒီမို့ရဲ့ energy ကိုရဲ့ wave တစ်ခု sharing လုပ်ပြရပေါ့နော်နောက်တစ်ခုကကြတော့ပေါ့နော်ဒီ the moon phases along with your desire make a wish ဒီမှာလုံးဝ make a wish တွေပဲเนาะဆူတောင်းပါเนาะဆူတောင်းပါကိုယ့်ရဲ့စံနာကြီးပြေဝလာဖို့ရှိပဲအဲတော့ ဒီဗီဒီယိုလေးက90လောက်တော့ကြာတော့ပြီအဲ့တော့ဘာလို့လို့ Oh my gosh make a wish the star နော်အဲ့တော့ဆုတောင်းပါနော်အဲ့တော့ဆုတစ်ခုတောင်းလိုက်ပါတော့ facial shop facial cut အချို့သူရဲ့အခြေရေးနော်အခြေရေးမြတ်တာရေးနဲ့ပတ်သက်ပြီးဆုတောင်းလို့ရတယ်နော် အဖာရာတော့မကြခင်မှာအဲ့တော့မကြခင်မှာအချို့သူတွေအတွက်ကကိုယ့်ရဲ့ဖုံးစာရှင် ရောက်လာတော့မှာเนาะကိုယ့်လုံးဝ provide လုပ်ပေးမယ်လို့ support လုပ်ပေးမယ်သူပေါ့เนาะ father figure ပေါ့เนาะအဲ့တော့ father figure ဒီဟိုတဲ့ထေထေလာဆွေရဲ့အဖာတာဖက်ကတချင်လေးမထမီးဒီပေါ့နော်အဲဘယ်လိုမျိုးလဲဆိုတော့သူကပေါ့နော်ငါးမင်းကိုအရင်ကပရိုတက်လုပ်ပေးမယ်လို့ကောက်ွက်ပေးနေတယ်မဲ့လို့ပေါ့နော်ဟို အဲ့လိုအဲ့လိုမျိုးလို့ပေါ့နော်အဲ့တော့ငါငါစီမမင်းစီကမျောလင်းချက်ပြီးအချားရိုင်ဘာမှရှိဘူးအဲတခြင်းရောတော်ပြီးအနေကြီးတော့ရာနော်မျောလင်းချက်တွေပါတယ်အဲ့လိုမျိုးဘာမှမရှိဘူးသူ့လိုချင်တာ diet တွေသစ္စာရှိမှုပဲနော်အဲ့တော့ကိုယ်ရဲ့သစ္စာရှိမှုပဲလိုချင်တဲ့သူတရားဟောနော်ဒီလူတွေစီကိုရောက်လာနိုင်မယ်နော်အဲ့ဒီလူကအဲ iris ဖြစ်နိုင်တယ် vago ဖြစ်နိုင်တယ် စကော်ပီယိုဖြစ်နိုင်တယ်ပြီးရခါမှာပေါ့နော်ဒီချိုးသူတွေအတွက်ကတော့ဒီ Sagittarius เนาะ Sagittarius ဆရာဒီကွန်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဆန်နာတစ်ခုတောင်းရအောင်မယ်အချို့သူတွေကိုလုံနေတဲ့အလုပ်အကိုင်းတစ်ခုပေါ့နော်အဲကိုလုံကအဲ့လိုလုံမယ်ဆိုပြီးတော့လုံမယ်အဲဖန်တီးမယ်ဆိုတော့ဖန်တီးမယ်အရာတစ်ခုအလုပ်အကိုင်း အရာတစ်ခုကအလိုထင်းထင်းရှားရှားကြီးနေလीနော်ပေါ်လာလိမ့်မယ်ပြီးတော့အောင်မြင်လိမ့်မယ်နော်နောက်အချို့သူတွေအတွက်ကကြတော့ဗောနော်လုံးဝယူယူတနေဆန်တာလေးပဲဥပမာကိုကကောင်လေးတယောက်ချစ်တယ်ကောင်မလေးတယောက်ချစ်တယ်အဲဒီကောင်မလေးကငါ့ကိုလာပြီးတော့သဘောကျရင် ကောင်းမှာပဲဆိုရယ်ယူယူတတ်တာလေးဆန်တာလေးတစ်ခုပဲနော်ယူရှင်းတဲ့ဆန်တာလေးတစ်ခုပါလေ ပြေသွားလိမ့်မယ်တဲ့နော်နောက်တစ်ချက်နောက်တစ်ခုကကျတော့ face shock ခတ်နော်အဲကိုယ်ကိုကြိတ်ပြီးကျွင်နေတွေသဘောကျနေတွေပြီးနောက်မှာရှိနေတယ်တဲ့နော်နောက်တစ်ခုကကြာဖေးလျှော့ဆိုတာဘလို့အခက်ခဲမျိုးမဆိုအဲအေးအေးတတလေးနဲ့ဖြည့်ရှင်းနိုင်မယ်ကာလာဖြစ်လိမ့်မယ်တဲ့နော်음နောက်ဆုံးနေနဲ့အဆောက်ရှောက်တွေစီကနေပြီးတော့ message လေးတစ်ခုကို ဟိုမြေပေးမယ်နော်ဆာရှင်တွေပါပြောချင်တာရှိတယ်နော်โอ้ดิตาซาไฟน่ะดิตาซิฟิเคชั่นมิตรตาเตยอะไรลีซาหมูนี่เนาะ ဲ့အရာတွေအားလုံးကဘောနော်ကုစီမှာရှိနေတဲ့အစိတ်အတောက်တွေကို detox ပေါ့နော်လှုပ်ပေးလိုက်မယ်ဖယ်ရှားပေးလိုက်မယ်တဲ့နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရောစိတ်ရောအရန်ဒီရက်ပိုင်းနေမှာအဲခွက်လက်တဲ့သမားလေးတွေဘာဖြစ်နေမလဲ sensitive ဖြစ်နေလိမ့်မယ်အဲ sensitive ဖြစ်နေလိမ့်မယ်အဲ sensitive ဖြစ်နေတာကိုသတိထားမိလိမ့်မယ်ပြီးတဲ့အခါမှာပေါ့နော်ဒီ ဆောရောဆိုတာပေါ့နော်ဝမ်းနည်းမှုပေါ့နော်အဲပူဆွေးမှုပြီးတဲ့အခါမှာနှောင်တတရားတယ်နော်အဲ့ဒီနှောင်အဲ့ဒါလေးအားလုံးကိုအဲအခုကုညီပြီးတော့ဖြည့်ရှင်းပေးမယ့်အရာကမေတ္တာတရားပဲတဲ့နော်အတိပ္ပယ်ကအဲ ခလုတ်သမားလေးရေးစီကိုအရန်ရန်ကိုချစ်ပေးမယ်မေတ္တာအရန်ရှိပေးမယ်ကိုကိုကိုရဲ့အစိတ်အတော့တွေ trauma ဒဏ်ရာတွေကိုဖယ်ရှားပေးမယ်သူတရားရောက်လာတော့မယ်တဲ့နော် on the way နော် on the way တော်တော်နီးကပ်နေပြီတဲ့အဲ့တော့မစိုးရိမ်နေတော့တယ်ပြီးတဲ့အခါမှာအဲ့လိုမျိုးရောက်လာဖို့အတွက်ဆိုလို့ရှိရင်တော့အဲမိုးရဲ့ဒီခလုတ်သမားလေးတွေဘာဖြစ်နေဘူးလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာအရာရောခန္ဓာကိုယ်ပိုင်းဆိုင်ရာအရာရောအဆန်သင့်ဖြစ်နေဖို့လိုအပ်တယ်เนาะအဲ့တော့ကိုယ့်ကိုကျန်းမာစေတဲ့အရာမျိုးတွေစားပါကျန်းမာစေတဲ့အရာမျိုးတွေလုပ်ပါเนาะအဲ့တော့ဟိုကိုယ့်ကိုယ်ကိုလည်းပြစ်မထားပါနဲ့เนาะအဲ့တော့အဲ့လိုအဲ့လိုမျိုးလေးပေါ့เนาะကိုယ့်ကိုယ်ကိုချစ်ပေးပါဆိုတာအဲ့ဒါကိုပြောเนาะအဲ့ဒါကတော့ဒီ crystal ရဲ့ energy ကိုယူပြီးတော့ဗောနော်ဖတ်ပြီးတယ် reading လေးပဲဖြစ်ပါတယ်အဲ့တော့ဗောနော်ဒီခန္ဓာလေးရောဒီကနေရတဲ့ energy ဗောနော်ကိုကောင်းလာတုံးချပါပြီးရခါမှာပေါ့နော်ဒီ reading လေးကိုကြော်ပြီးတော့နားထောင်မိရပါညာဆိုရင်အဲ့တော့ဆွမ်းနာ make a wish ဆိုတဲ့နေရာလေးပေါ့နော်ဒီဒီဒီနေရာလေးကိုရောက်ရအောင်ပြန်ရစ်တာမြို့သားမလဲဒီကိုရဲ့ energy ကိုပေါ့နော်အဲ့ဒီ energy ကိုယူပြီးတော့ wish ဆိုလေးတစ်ခုကို တောင်းပါเนาะဆန္ဒတွေပြေဝကြပါစေအဲ့တော့အားလုံးပေါ့เนาะကောင်းမွန်တဲ့ energy တွေကိုဒီကနေပြီးတော့မျှဝေပေးပါတယ်စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေအားလုံးနောက်ရီတဲမှာတွေ့ကြပါမယ်တတား